ဘလုံးဟာတတလာမင်းခြေထဲမှာပဲရှိနေသေးတာဖြစ်ပါတယ်။ဂျေမာတော့ကိုငိမ့်မောင်ဖြတ်ထုတ်သွားပြီညောင်းကိုငိမ့်မောင်တောက်လျှောက်ပဲဆွဲသွားပြီးရှေ့ကိုမျောချပေးထားတယ်။တတလာမင်းပြန်ရတယ်။ကိုငိမ့်မောင်နောက်ထပ်ဆင်းပြီးတော့ဖြတ်ထုတ်သွားတာညောင်းဒီနေ့ပွဲစဉ်မှာကိုငိမ့်မောင်တယောက်ကတော့ကလေးတွေကိုလုံးဝပျော်ခွင့်မပေးတော့ညောင်း တသားတို့ကလေးတွေကန်နေအောင်အဲ့လူကြီးရဝင်လာပြီးတော့အတင်းဝင်ရှုပ်တာလူကြီးတွေပါလို့မရဘူးလို့ပြောရလဲမရဘူးအဲ့လူကြီးရအတင်းဝင်ကန်တာသူအပြင်ကြီးနေပြီတသားတို့ကငငယ်လေးရှိစီရဲ့အာသူ့ရွယ်ကြီးနဲ့ဝင်ကန်တော့တသားတို့ရှုံသွားတာပေါ့သူကအသက်လည်းကြီးရဲ့ပြီးတော့ဂျင်းတွေလည်းဆော့ထားတော့တသားတို့ body တွေတိုက်ပြတာတသားအမှန်နာသွား အာဘယ်နဲ့ဗျာကလေးတွေအနိုင်ကျင့်တာမဟုတ်ပါဘူးကိုမွေးမှာကုသားရွယ်လောက်ရှိတာမဟုတ်ပါဘူးဟုတ်ကဲ့ဒီနေ့ပွဲမှာကိုပါမအကောင်းဆုံးကစားသမားဆုရရှိခဲ့တယ်ပေါ့နော်ဒါနဲ့နေပေါင်းစုယူဘာလို့အိုက်တထဲတာဘောင်းမီမှာအိတ်ကတ်မှာမပါလားအဲဒါကြောင့်မလို့တွေ့ရနေရထိုးထဲတာငင်းငါခေါ်ရမှာရောက်ပါရောက်ပါနဲ့ခေါ်ရတာမဟုတ်ဘူးတိတယ်နော်ဟိုကောင်ငါ့ကိုပြောပြီးသားမင်းခေါ်တာတဲ့အော်မခေါ်ဘူးရောက်ပါလို့မခေါ်နဲ့မခေါ်ဘူးကွာမင်းရောက်ပါလေမင်းလေဟုတ်ကဲ့အခုခေတ်ဘောလုံးပွဲကြီးတဲ့အခါမှာအကူရိုကစ်တော့ကနေဘလို့များကွာခြားမှုရှိပါတလဲရှင် အဲကျွန်တော်တို့ခေတ်တုန်းကတော့ဟိုတန်တန်ရှင်းရှင်းကစားခဲ့ကြတာပေါ့အဲလူချကစားရဲဆိုတာမရှိသလောက်ပဲအဲဒါမဲ့အခုခေတ်ကလေးတွေကကြတော့ဘယ်လိုပြောရမလဲဟိုဟာတော်တော်လေးကြမ်းတမ်းကြတယ်ဗျဟိုကြောင့်နေရာကလေးတွေကိုတန်တန်ရှင်းရှင်းနဲ့ချစ်ချစ်ခင်ခင်ကစားကြဖို့ပေါ့နော်တိုက်တွန်းချင်ပါတယ်ဖေဖေမော်ဖေဖေမော်ဖေဖေမော်ဒီမာဒီမာဒီကောရာစပယ်ရှယ်ဝမ်းကြီး Special one ဆိုမှလက်ကြည့်တော့တယ်တို့ဆရာလည်း Ronaldinho ခြေအောင်လေးပြပြီးတာယာလက်ထွက်တယ်ရသာသေးတယ်နော်ဒီမှာနောက်ချိန်စူးစားတယ်နောက်ခံလူကိုကြော်ဖြတ်သွားပြီနော်ဦးတန်တော့မြန်တော့ဝမ်းဆိုရင်3-4ယောက်လောက်ကတော့အသာလေးလိမ်သွားတာအရင်ကပွဲတွေကြည့်ပွင့်အခုပွဲကဘာမှမဟုတ်သေးဘူးအဲ့တုန်းကဦးကတအားရွာတာဆိုเออยัวเลยတော့မဟုတ်ဘောတမီရဲ့ဦးကအလင်းခောက်ကလည်းကျွမ်းရုပ်ကလေးကလည်းချော်တော့ sorry ကကြည်တာပေါ့အဲ့ဒါကိုရှောက်ပြောကြတာ အဲယူရိုပါလိဖလားရပြီးနောက်ပိုင်းပေါ့နော်၄-၅ရက်လောက်မှာကျွန်တော်တို့အဲ့ဖလားထားမယ့်နေရာကိုကျွန်တော်တို့အစီအစဉ်လို့မရသေးဘူး အဲ့ဒီအချိန်မှာတို့ စပါဘက်ကအကြီးအကဲတွေရဲအဲကျွန်တော်တို့နီးပြအဖွဲတွေရဲအစည်းအဝေးလုပ်တယ်ပေါ့အဲအဲ့ဒီမှာအဖလားကိုဘယ်နားမှာလုံခြုံအောင်တိမ်လဲဆိုတာကျွန်တော်တို့ဟိုတိုင်ပင်ကြတယ်ဆွေးနွေးကြတယ်အဲ့ဒီမှာအတင်းပိုင်ရှင်ပြောတာဒီဖလားကြီးလုံခြုံရေးအတွက်ပေါ့နော်အဲသူတို့ကတော့လုံခြုံရေးတီးတတ်မှာငှားနိုင်ဘူးကျွန်တော်တို့နီးပြအဖွဲဝင်တွေပြီးတော့အတင်းရဲ့ကစားသမားတွေအဲပြီးတော့ဝန်ထမ်းတွေပေါ့အဲသူတို့တွေကနေပြီးတော့တညောက်တယောက်ကင်းဆောင်ရမယ်ဆိုတော့အာကျွန်တော်ကတော့ဒါကတော့မဆောက်နိုင်ဘူးကျွန်တော်တို့အလုပ်လည်းမဟုတ်ဘူးကျွန်တော်အဲ့ဒီမှာအတင်းပိုင်ရှင်ကိုပြောလိုက်တာခမရအဲ့ ဖလာယူအဲ့လောက်တော့မှစိတ်မချဖြစ်နေရင်ခမားကောင်းပေါ်တင်ထားလိုက်အဲပြီးတော့ခမားအိမ်ဝင်လဲယူွားဆိုပြီးကျွန်တော်ပြောလိုက်တာအဲအဲ့ဒါဖြစ်ပြီးနောက်နေလဲကြာရောခမားပစ္စည်းတွေတိန်းတော့တဲ့ခမားဟိုတဲ့စပန်းဒီပြအဖြစ်ကနေထုတ်ပယ်လိုက်ပြီးဆိုပြီးတော့ကျွန်တော်စာကြီးပို့ချလာမြန်တွေ့ရတယ်မယ်အင်ဒိုနီးရှားကစားသမားတွေကတော့ပတ်စံမပေးရတိုင်းကဘာကျော်ဘောလုံးသမားတွေရဲ့နာမည်ကိုမှဲ့ထားကြတာခမား ဒီထဲမှာတော့အင်ဒိုနီးရှားပခန်းကကျောနံပါတ်6ကိုဝစ်စင်ထားပြီးအရက်ကအနှဲငယ်လေးပုနေတာကိုတွေ့ရတယ်ခင်ဗျာကျွန်တော်စီရင်ကန်နေစဉ်အတွင်းမှာပဲကျောနံပါတ်7ကိုရီးယားထိတ်နားနေလက်ကန်နေခေါင်းမှန်ပြီးပြန်ထွက်လာတယ်ခင်ဗျာဒီမှာလည်းနောက်ကျင်ခက်ကန်နေစောစောကနောက်ခံကစားသမားကိုပဲအညိုတင်းနဲ့ကန်နေကြသလားအောင်မေးရတယ်ခင်ဗျာဒီပွဲစဉ်မှာတော့နောက်ခံကစားသမားတယောက်ရဲ့လူကက်ကစားပုံကိုအတူယူပွဲရှုစားကြရမှာလည်းဖြစ်ပါတယ် မြင်တွေ့ရတိုင်းပဲပြိုင်ဘက်ကစားသမားကဘေးစည်းထွက်သွားတာတော့မှလိုက်ကတ်ထားသေးတာအေးနှစ်အောင်လုံးစီးတဲ့ပြန်ဝင်ဟဲ့ကောင်နဲ့စီးပြင်ထွက်တယ်ပြီပြန်ဝင်နေပြမှာကြားထားတဲ့အတိုင်းပဲတိုက်စစ်မှုကိုနောက်ကနေအသေးလိုက်ကတ်ထားပြီးတော့ပွဲပြီးသွားရင်တော့မှအိမ်ကိုလိုက်သွားမယ့်အနေအထားမျိုးမှရှိတယ်ခင်ဗျာဒီကစားသမားကတော့ဘောလုံးနဲ့လက်ဝဲကိုတပြိုင်တည်းလေးကျင့်နေတာဖြစ်ပါတယ်ကိုအနေနဲ့ဘောလုံးမှာထူးချွန်မလားလက်ဝဲမှာထူးချွန်မလားမသိသေးရင်တော့အခုလိုမျိုးနှစ်မျိုးပေါင်းပြီးတော့လေးကျင့်ထားတာကောင်းတယ်ခင်ဗျာဒါပေမဲ့လည်းဘောလုံးပွဲတွေထဲမှာလက်ဝဲသွားထိုးပြီးလက်ဝဲပွဲတွေမှာဘောလုံးမကန်မိစေဖို့တော့တတိထားရမှာလည်းဖြစ်ပါတယ် ဂုဏ်ယူပါတယ်ဆရာတို့เนาะပြင်သစ်နိုင်ငံအတွက်တကယ်ဆွမ်းဆောင်ပေးတာကျေးဇူးလေးတင်ပါတယ်ကျွန်တော်ကတော့ဘလုံးချောင်းတိတ်တော့မသိဘူးမိမာကတော့ညင်းတဲ့တကောင်ချန်ပီယံလိပွဲတွေဆိုလဲထားကြည့်တယ်အဲ့ဒါနဲ့မိမာခင်ဗျားတို့တွေ့ကျင်တယ်ဆိုတာနဲ့ခေါ်လိုက်တာသူခိုင်းတာမလို့ရင်သိတဲ့အတိုင်းလေရင်ပေါ်လဲပါရိုက်တာပဲကျွန်တော်ရင်တွေ့ရတိုင်းပဲကိုသမားတော့ကျွန်တော်တို့ရင်ကတကားမှမမြင်တွေ့ခဲ့ဘူးတဲ့အချိန်ဆွဲနှီးပုံစံနဲ့အချိန်ဆွဲနေတာခင်ဗျာနောက်ကန်ကစားသမားတွေနဲ့ကိုသမားကြားမှာ မြင်တွေ့ရတဲ့အတိုင်းပဲအပေးယူအချိန်ဆက်မိမိနဲ့ကိုနားလည်မှုရှိရှိအချိန်ဆွဲနေကြတာဖြစ်ပါတယ်ခုလိုမျိုးဘယ်သူမှမစဉ်းစားမိတဲ့အချိန်ဆွဲနည်းကိုတီထွင်လိုက်တဲ့ကိုယ်တမရဲ့ခေါင်းတော့ကျွန်တော်တို့မဖြစ်မနေရွှေချထားဖို့တော့ကောင်းနေပြီ။မြင်ရတဲ့အတိုင်းပဲပြန်မဲ့ပြိသက်တွေနေနဲ့ကွင်းထဲဆင်းရိုက်ချင်စီအောင်ကောင်းလောက်အောင်ကိုအချိန်ဆွဲနေတာခင်ဗျာ။ကျွန်တော်အစီအကံနေစဉ်တွင်းမှာပဲကိုယ်တမအနေနဲ့ဒီကနေ့မှာပဲဘောလုံးကိုကွင်းလေကိုကန်တင်ပေးပြစ်သွားပါတယ်ဆိုတာတင်ဆက်ရင်းနဲ့ကျွန်တော်များစီစဉ်တင်ဆက်နေမှုကိုချက်နာဝင်ပြုပါ။ဒီနေ့တော့ဒီလောက်ပါပဲ။